အားလုံးပဲမင်္ဂလာပါ Forever Gunner Facebook နဲ့ TR YouTube Channel ကိုလည်းကြိုဆိုပါတယ်ကျွန်တော်ဒီကနေ့မနက်မှာတော့ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနည်းနည်းတော့ဆွေးနွေးသုံးသပ်ကြအောင်ဒါဒီကနေ့မနက်မှာဆိုလို့ရှိရင်ကျွန်တော် Arsenal အသင်းရဲ့ဒဏ်ရာကစားသမားတွေအကြောင်းကိုဒါအရင်ဆုံးကျွန်တော်ဆွေးနွေးသုံးသပ်ကြည့်ခြင်းနဲ့ အဲအရင်ဆုံးအနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကိုဒီအသင်းမှာပြောင်းရွှေ့လာတဲ့နိုနီမာရူကီနဲ့ပတ်သက်ပြီးတော့နိုနီမာရူကီကဒီကနေ့မနက်အစောပိုင်းမှာဒါသူ Instagram မှာရောအာဆင်နယ်နီးစတဲ့သတင်းဌာနတွေရေပေါ်ပြချက်အရာရောဒါနိုနီမာရူကီကအာဆင်နယ်ရဲ့ training center ကိုလာရောက်ပူးပေါင်းတဲ့ video file တွေတက်လာတဲ့ ဒါကလာရောက်ပူပေါင်းနေဆိုတဲ့နေရာမှာဒါအရင်တုန်းကဆိုလို့ရှိရင် trainee ကို trainee station ကိုလာတဲ့ပုံစံကဒါတနည်းအားဖြင့်ဂျိုင်းတောက်ကြီးနေဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဒါခြေောက်မှာပတ်တီးတင်နေလည်းဖြစ်ကောင်းဖြစ်နိုင်တယ် ဒါပေမဲ့လိုနီမာရူကီဒီတစ်ခေါက်လာတဲ့ပုံစံကတကယ့်ကို trainee တွေပြင်းပြထန်ထန်ပြုလုပ်မဲ့ပုံစံမျိုးနဲ့လာတာဖြစ်ပြီးတော့ဒါကစားသမားက on fire ဆောင်ရတက်ကြွလမ်းဆန်းနေတဲ့ဒါပုံစံမျိုးနဲ့ဒါအသင်း trainee station ကိုလာတယ်ဆိုပြီးတော့ Arsenal နီးစပ်တဲ့သတင်းဌာနတွေကဖော်ပြထားသလိုလိုနီမာရူကီရဲ့ Instagram မှာလည်းဒါကျွန်တော်တို့တွေဟိုဘယ်လိုပြောမလဲမြင်ချင်နေတဲ့ပုံစံတိုင်းပေါ့လေဒါ trainee jersey နဲ့ trainee jersey နဲ့ ူကလုံးဝဟိုဘယ်လိုပြောမလဲလက်မထောင်ပြီးတော့ရိုက်ထားတဲ့ဓာတ်ပုံမျိုးကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပြီးတော့ဆိုလို့ရှိရင်သူ့ရဲ့ caption မှာဗာရေးထားလဲဆိုတော့ဒါကျွန်တော်တို့တွေကိုဖျားခင်ကပြီးပြည့်စုံတဲ့ကောင်းကြီးမျိုးပေးတာကျွန်တော်တို့အနေနဲ့ဒါဘယ်လိုပြောမလဲအရန်ကိုဂုံယူမိတယ်ဆိုတဲ့ပုံစံမျိုးတွေဒါနိုနီမာရူကီရဲ့ caption မှာရေးထားတယ်ဒါကတော့နိုနီမာရူကီပေါ့လေနောက်ထပ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒဏ်ရာကစားသမားကြီးတွေက ဒါကာလရှိကြဒယန်ရထားတဲ့ဂါဗီယယ်ဂျေဆုပေါ့လေဂါဗီယယ်ဂျေဆုနဲ့ပတ်သက်ပြီးတော့ဒါတချို့သတင်း report တွေအရဆိုလို့ရှိရင်ဂါဗီယယ်ဂျေဆုကဒီဇင်ဘာလလောက်ထဲမှာဒါပြန်လာမယ်ဆိုတဲ့သတင်းတွေဒါတက်နေတာဖြစ်တည်တိုင်အောင်ဒီကနေ့မနက်အစောပိုင်းမှာရရှိတဲ့သတင်းဌာနတွေရေဖော်ပြချက်အရာဒါဟိုဂါဗီယယ်ဂျေဆုကဒီနေ့ဒါပြုလုပ်တဲ့ trainee မှာတဦးချင်း trainee တွေပြုလုပ်ဖို့အတွက် trainee station ကိုသူလဲဒါလာပြီးတော့ပူးပေါင်းနေဆိုတဲ့ အဲပုံစံမျိုးတွေဒါပြည့်ဓာတ်ပုံတွေကျွန်တော်တို့တွေတက်လာတာမြင်ရတယ်တချို့သတင်းဌာနတွေကညာယုံကြည်စိတ်ချရတာဖြစ်သည့်တိုင်အောင်တချို့သတင်းဌာနတွေကညာယုံကြည်စိတ်ချခြင်းဒါအရန်ကိုယာကန်တော့နဲတဲ့သတင်းဌာနတွေကလည်းဒါပေါ်ပြထားတာမျိုးတွေကျောင်းတွေတွေ့ရတယ်အဲ့တော့ကျောင်းညီကိုတွေအနေနဲ့ဒီသတင်းနဲ့ပတ်သက်ပြီး50 50လောက်ပဲဒါယုံကြည်ပေးဖို့အတွက်ကျောင်းအနေနဲ့ဒါဒီနေရာနေပြောခြင်းနဲ့ဒါပြောရဆိုလို့ရှိရင်ကာဂါဘီယယ်ဂျေဆုကဒါတကယ်တမ်း ပြန်လေတက်တာလာမယ့်အချိန်ကဒါအရန်ကိုနီးကပ်နေတာဖြစ်ကြဖြစ်တဲ့တော့ကဒါတော်တော်လေးဖြစ်နိုင်ကြီးလေးရှိသလိုဒါမဖြစ်နိုင်ဘူးလေဖြစ်သွားနိုင်တယ်ဗောလေဒါနောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ဒါကျွန်တော်ရဲ့ Kai Harvard ကလည်းတူးချင်း trainee တွေမှာတော့ဒါတော်တော်လေးပြင်းပြင်းထန်ထန်ပြုလုပ်လာနိုင်တယ်ဆိုတဲ့သတင်းတွေကပေါ်ပြထားတယ်စိတ်ချရတဲ့သတင်း report တွေပေါ်ပြချက်အရာဆိုလို့ရှိရင်ဒါ Kai Harvard ကဒါကျွန်တော်တို့ November လ လာဇန်းပိုင်းလောက်မှာပဲဒါအသင်းနဲ့ပြန်လဲပူပေါင်းနိုင်မယ်ဆိုတဲ့ဒါသတင်းတွေကလည်းပေါ်ပြထားတယ်နောက်ထပ်သတင်းမုတ်အနေနဲ့ကျွန်တော်တို့ဒီရဲ့တကွင်းလေကစားတမဒါမာတင်အိုရီဂတ်ပေါ့လေမာတင်အိုရီဂတ်ကဒါဒန်ယာကနေပြန်လဲတက်တာလာဖို့သူ့ကိုတော်တော်လေးအချိန်ပေးသွားရဖို့ရှိတယ်ဆိုပြီးတော့အာဆင်နယ်နဲ့နှီးစတဲ့သတင်းဌာနတွေကပေါ်ပြထားပါတယ် နောက်ထပ်သတင်းပုဒ်အနေနဲ့ဒါ Michael Owen ကအာဆနယ်အသင်းရဲ့ Mikel Arteta ကိုဒါချီးကျူးစကားဆိုထားတယ်။ဒီနေရာမှာ Michael Owen က Mikel Arteta ရဲ့အသင်းကဒီယာဒီမာတကယ့်ကိုစူဖလားတွေနဲ့ထိုက်တန်တဲ့အသင်းတသင်းဖြစ်နေပြီဆိုတာကျွန်တော်ရဲရဲကြီးပြောရတယ်။ Mikel Arteta ရဲ့အစုအဖွဲ့ကတကယ့်ကို အမခံမဲ့သူတို့အနေနဲ့ဘာမဆိုလုံနိုင်တဲ့ဒါအစုအဖွဲ့တစ်ခုရှိနေပြီဆိုတာ ကျွန်တော်ကောင်းကောင်းကြီးပြောရတယ်ဆိုပြီးတော့ Mikel Arteta ရဲ့ Arsenal ကို Michael Owen ကဒါချီကျူးစကားဆိုထားတယ်နောက်ထပ်သတင်းပုတ်အနေနဲ့ကျွန်တော် Arsenal အသင်းကဒါ Atletico Madrid ရဲ့တိုက်စစ်မှု Julia Everett ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထပ်မံပြီးတော့ကြဲကြဲလောင်လောင်ထွက်လာတယ် ဒီတင်ကရှေ့ဟိုလွန်ခဲ့တဲ့တလလောက်ထဲကဒါဂျူလီအေဗာရက်စ်ကိုအာဆင်နယ်အသင်းစိတ်ဝင်စားတယ်ဆိုတော့အကြောင်းအရာတွေကဒါတက်လာခဲ့ပြီးသားပေါ့လေအခုချိန်မှာတော့နောက်ထပ်တစ်ချိန်ကြဲကြဲလောက်လောက်ပြန်ပြီးတော့ပေါ်ထွက်လာတဲ့တင်တပုတ်အရာဒါဂျူလီအေဗာရက်စ်ကိုအန်ဒရီးယားဘာတာကလာမယ့်အပြောင်းရွှေ့ဈေးကွက်မှာ ဒီကစားသမားကိုအရခေါ်ယူနိုင်ဖို့အတွက်ဆွေးနွေးသွားဖွယ်ရှိတယ်ဒီကစားသမားရဲ့တန်ကြီးကပေါင်တန်း120လောက်ရှိတာဖြစ်သည့်တိုင်အောင်အာဆင်နယ်တို့ကဒီကစားသမားကိုခေါ်ယူနိုင်ဖို့စိတ်အားထက်သန်နေတယ်ဆိုပြီးတော့အာဆင်နယ်နဲ့နှီးစက်တဲ့သတင်းဌာနတွေကဖော်ပြထားတယ်ဒါတချို့သတင်း report တွေအရာစုအနေနဲ့ Premier League ကိုနောက်တစ်ချိန်ပြန်လဲဟိုပြန်လာခြင်းနေဆိုတဲ့ပုံစံမျိုးတွေလည်းဒါသတင်းဌာနတွေကဖော်ပြထားတယ် ဒါဒီကစားသမားကအာဂျင်တီးနားသားလည်းဖြစ်တယ်။ပြောရဆိုလို့ရှိရင်မန်စီးတီးမှာတဲ့ကသူ့ရဲ့ခြေစွမ်းကဒါကျွန်တော်တို့ပြိတ္တတွေအကုန်လုံးမြင်တွေ့ခဲ့ပြီးသားဒါကျွန်တော်အာဆင်နယ်နဲ့ကန်တဲ့ပွဲစဉ်မှာလည်းဒီကစားသမားရဲ့အရေးအချင်းအရေးသွေးတွေကိုဒါအန်ဒရီးယားဘာတာတို့မြင်တွေ့ခဲ့ပုံရပါတယ်။ဒါကြောင့်မလို့ဒီသတင်းတွေကထပ်ပြီးတော့ကြဲကြဲလောလောပေါ်ထွက်လာတယ်လို့ကျွန်တော်အနေနဲ့ကထင်မိတယ်။ကျွန်တော်ညီကိုရောဘလို့ထင်လဲ။အာဆင်နယ်တင်ဒီယာတီမှာလူဖြည့်ထားတဲ့ပုံစံကဒါအရန်ကိုတောက်တင်းတဲ့ပုံစံတစ်ခု တဲမှာရှိတာဖြစ်သည့်တိုင်အောင်လူကစားသမားအများကြီးကိုလည်းဖြစ်တင်တာဖြစ်တဲ့အတော့ဒါနောက်ထပ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Julian Everest ကို Arsenal တင်းတို့ခေါ်ယူသွားဖို့ရှိလားကောမဝဲမချက်ပေးတော့လို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်